မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနကနေအော်တိုဘာလ14ရက်နေ့မိုးလွယ်ပိုင်းစိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့ညားကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရေးတိုက်ပွဲမှာစစ်ကော်မရှင်တက်အထိနာနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်မှာတကြောပြန်ဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဘက်ကအထိနာရတယ်လို့တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကသတင်းဌာနကိုပြောကြားပါတယ်။စစ်ကော်မရှင်တပ်ဟာအောက်တိုဘာ၁၀ရက်နေ့ကစလို့ရေမြို့နယ်ရဲ့စံပြအောင်တပြည်၊ကနေကမော့နယ် ဘေးလမိုင်းကျေးရွာအနီးပတ်ဝန်းကျင်ကိုအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။အောက်တိုဘာ12ရက်နေ့ကမနက်ပိုင်းကအောင်တပြည်နဲ့ဘေးလမိုင်းကျေးရွာအနီးမှာစစ်ကော်မရှင်တပ်စစ်ကြောင်းဂျာဖြတ်တိုက်ခိုက်ခံရတာကြောင့်အထိနာသွားတာပါ။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်10ဦးထက်မနည်းထိခိုက်သေးဆုံးနိုင်ကြောင်းနဲ့တိုက်ခိုက်မှုပြီးနောက်စစ်ကော်မရှင်တပ်ဟာမော်ကနစ်ကျေးရွာဘက်ကိုပြန်ဆုတ်သွားမယ်လို့ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ WPDF တာဝန်ခံဘူရန်နိုင်ကသတင်းဌာနကပြောပါတယ်။ စစ်ကော်မရှင်တပ်ဟောင်းရွေးကောက်ပွဲမတိုင်မီရေးတဝက်လမ်းပိုင်းပြန်လည်ထိန်းချုပ်ဖို့အတွက်အင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးအနည်းဆုံးအင်အား900လောက်ရှိနိုင်တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်မွန်ပြည်နယ်ရေးမြို့နယ်ဟာစစ်ကော်မရှင်ကျင်းပပြုလုပ်မဲ့ရွှေကောက်ပွဲအပိုင်းတက်မှာပါဝင်တဲ့မျိုးနယ်တစ်ခုဖြစ်ပြီးဒေါ်လန်ရေးတပ်ဖွဲ့တွေအများဆုံးအခြေစိုက်တဲ့ဒေသလည်းဖြစ်ပါတယ်။ဆက်လက်ပြီးပေါင်းမျိုးနယ်တက်ကုံပြူစောတီချေရွာမှာစားနဲ့ရိတ်ခါထွက်ရှာသည့်ပြူစောတီမိသားစုဝင်တအုပ်ကိုအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မကွေတိုင်းပေါ့မြို့နယ်တက်ကုန်းဖြူစော်တီကျေးရွာမှာစာနေရိတ်ခါထွက်ရှာသည့်ဖြူစော်တီမိသားစုဝင်တအူကိုအရှင်ဖမ်းမိခဲ့ကြောင်းပေါ့တောင်ပိုင်းငကားပြောက်ကြားတပ်ဖွဲ့ပကဖမှာထာဝင်ရှိသူတအူကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘားလ12ရက်နေ့နနက်9နာရီခန့်တွင်ပေါ့မြို့နယ်တက်ကုန်းဖြူစော်တီကျေးရွာမှာဖြူစော်တီမိသားစုဝင်ဖြစ်သူဦးပွေးဆိုသူကိုတက်ကုန်းကျေးရွာအနီးတွင်ငကားပြောက်ကြားတပ်ဖွဲ့ကနှင်းပြေလုံချုပ်ရင်းနှင့်ခင်းပတ်လက်နေစဉ်အတွင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါရယ် ်ထို့သို့ဖမ်းဆီးရမိသောဖြူစောတိမီတာစုဝင်ဥပွေးကိုတော်လန်ရေးတပ်ဖွဲ့များကစစ်ဆေးမေးမြန်းမှုများလှုံ့ဆော်နေပြီးပြမှုကျူးလွန်မှုများရှိပါကပေါင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူ့လုံခြုံရေးအဖွဲ့တို့ပို့ဆောင်ပြီးအရေးယူဆောင်ရွက်နိုင်ရန်ဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ကြောင်းသိရပါသည်သူတို့ဖြူစောတိရွာရီထဲမှာစားစရာတောက်စရာမရှိတော့လို့ မှုရှာမြစ်ချိုးရင်တယောက်တည်းထွက်လာရင်းနဲ့မိခဲ့တာပါလက်နက်တော့မပါဘူးလက်ရှိမှာဖမ်းမိထားတဲ့သူကိုဘလို့အရေးယူဆောင်ရွက်မလဲဆိုတာကတော့စစ်စစ်မြင်းမြန်းပြီးရင်တဆိုင်ရာပအဖာနဲ့ပလဖထံလွှဲပြောင်းပေးမှာပါဟုပောက်တောင်ပိုင်းနှကားပြောက်ကြတပ်ဖွဲ့ပကဖာမှာတာဝန်ရှိသူကပြောဆိုပါတယ်လက်ရှိချိန်တွင်တက်ကုန်းဖြူစော်တီခြေရွာရှိအကြံဖက်စစ်သားများနဲ့ဖြူစော်တီအဖွဲ့ဝင်များမှစာနယ်ရိက္ခာများပြက်လက်နေခြင်းကြောင့်ကျေးရွာအတွင်မှပြူစောတိမိသားစုဝင်များကိုရွာပြင်လွှတ်၍ရှာဖွေခိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးနတ်ဆန်မြို့အုံမဆွမ်ကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပြီးလေရင်ဖြင့်ပုံကျဲမှုအသက်၁၆နှစ်အရွယ်မိန်းကလေးတည်ဆုံပြီးကလေးငယ်၃ဦးအပါဝင်ဖြစ်သူလေးဦးတန်ရန်ရတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL ကသိမ်းပိုက်ထားသောနတ်ဆန်မြို့အုံမဆွမ်ကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပြီးလေရင်ဖြင့်ပုံကျဲမှုကြောင့်အသက်၁၆နှစ်အရွယ်မိန်းကလေးတည်ဆုံပြီးကလေးငယ်၃ဦးအပါဝင်ဖြစ်သူလေးဦးတန်ရန်ရရှိခဲ့ကြောင်း TNL ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ ရှနေနေ့နဲ့9:55မိနစ်အချိန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲနန်းဆန်မြို့နယ်အုံမဆွန်ကြီးရွာကိုတိုက်လေရင်ဖြင့်ပုံကျဲခြင်းရော့ကက်ဖြင့်ပစ်ခတ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းစစ်တပ်၏ပစ်ခတ်မှုကြောင့်အသက်16နှစ်အရွယ်မိန်းကလေးငယ်တဦးသေဆုံးပြီးအသက်10နှစ်အသက်10နှစ်နဲ့အသက်14နှစ်ကလေး3ဦးအပါအဝင်လူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနေအိမ်ဆယ်လုံးထိခိုက်ပျက်စီးပြီးအိမ်မွေးတိရစ္ဆာန်များလည်းသေဆုံးခဲ့ကြောင်းသိရပါတယ် ရှမနီအော်တိုဘာလ23ရက်နေ့မိုးလယ်2:55မိနစ်ခန့်တွင်နန်ဆန်မြို့နယ်ကရာကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ပေါင်250ဘုံ6လုံးလာရောက်ကျေချတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်၏ဘုံကျေတိုက်ခိုက်မှုအတွင်အသက်16နှစ်အရွယ်မောင်အစောဘုံစာထိမှန်ထရန်ရရှိခဲ့ပြီးစာတင်ကျောင်းဆောင်2ဆောင်နှင့်နေအိမ်6လုံးထိမှန်ပျက်စီးခဲ့ပါသည် အလားတူအော်တိုဘာလာ၄ရက်နေ့တွင်လည်းနန်းဆန်မြို့နယ်ဇေတုံဟုံကြီးရွာရှိစာတင်ကျောင်းအနီးကိုအကြံဖက်စစ်တပ်ကလေကြောင်းဖြင့်ဖုံချဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်၂ဦးသေဆုံးခဲ့ပြီးကလေးငယ်၆ဦးအပါအဝင်ပြည်သူလူထု၉ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်၆လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရပါသည်။ဆက်လက်ပြီးဒဝဲမြိတ်လမ်းပိုက်မှာလူငယ်80ကျော်စစ်မှုထမ်းအဖမ်းခံရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။တနင်္သာရီတိုင်းဒဝဲမြိတ်ပြည်တော်စုလမ်းပိုက်မှာ အခုရက်ပိုင်းအတွင်းလူငယ်80ကျော်စစ်မှုရန်ဖမ်းဆီးခံလိုက်ရတယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ပေးပို့ချက်တွေအရသိရပါတယ်။စစ်ကောင်မရှင်တပ်ဟာအောက်တိုဘာ9ရက်နေ့ကစလို့ဒဝဲမြိတ်လမ်းပိုင်းကဒဝဲပေါက်တိုင်းဂိတ်တရက်ချောင်းမျိုးဝင်ဂိတ်ဖူလော်ဒရာဂိတ်တို့မှာလူငယ်တွေကိုဥတီဖမ်းဆီးခဲ့တာပါ။ဖမ်းဆီးခံရတဲ့လူငယ်တွေဟာအသက်18နှစ်အရွယ်ကနေ30ကျော်ရှိတဲ့သူတွေဖြစ်ပြီးအဲ့ဒီထဲမှာခရီးသွားလူငယ်တွေအများဆုံးပါဝင်ပါတယ်။ ဖန်စီခံလိုက်ရတဲ့လူငယ်တွေကိုတော့ပူလောအခြေစိုက်တိုင်းဘဟုအမှတ်၁၂လေးကျင့်ရေးတင်တန်းကျောင်းနဲ့မြေကျွန်းစုဘက်ကရေတပ်စခန်းတင်တန်းကျောင်းတွေကိုလည်းပို့ဆောင်ထားတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်တပ်ကခီးသွွားလူငယ်တွေကိုစစ်မှုထမ်းဖို့ပြစ်မှတ်ထားဖန်စီနေတာကြောင့်အထူးသတိထားသွာလာကြဖို့ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာလီအထူးတပ်ဖွဲ့တာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။ဂျပန်မှာလည်းစစ်ကော်မရှင်တပ်ဟာပြည်သူစစ်မှုတန်းတင်နန်းတွေအတွက်နိုင်ငံအနှံ့ကစစ်မှုတန်းအကျုံးဖွင့်တဲ့လူငယ်တွေကိုနီလန်အမျိုးမျိုးနဲ့ဖမ်းဆီးပြီးစစ်သားစုဆောင်မှုတွေလုပ်နေပါတယ် ဆက်လက်ပြီးစစ်အာဏာရှင်လက်အောက်တွင်မြန်မာကလေးငယ်များအနာဂတ်မရှိတော့ဟုတန်အမတ်ကြီးဆိုတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စစ်အာဏာရှင်လက်အောက်တွင်မြန်မာကလေးငယ်များအတွက်အနာဂတ်မရှိကြောင်းကုလသမဂ္ဂရှင်ပြန်တွင်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။အောက်တိုဘာ23ရက်ကလေးသူငယ်များဆိုင်ရာကုလသမဂ္ဂအပြန့်အလန့်ဆွေးနွေးမှုအစီအစဉ်တစ်ရက်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောကြားခဲ့သလိုစေအုပ်စုလက်ချက်ကြောင်း မြန်မာကလေးသူငယ်1200ကျော်တည်ဆုံးခဲ့ပြီးဖြစ်ကြောင်းနဲ့စေအုပ်စုပြင်ဆင်နေတဲ့အတူရောင်အလိညာရွေးကောက်ပွဲမတိုင်မီအယက်သားဖြစ်သူအပေါ်စစ်မှတ်ပြုခြင်းကိုအရှိန်အဟုန်မြင့်လှောက်ဆောင်နေကြောင်းလည်းဆိုပါရယ်။မင်းအောင်လိုင်ကတရားမဝင်ရွေးကောက်ပွဲကိုတရုတ်စပွန်ဆာရပြီးသားမို့ဘဲကပါကိုမှခရူးမဆိုင်ဘူးဆိုတဲ့အပေါင်းမျိုးနဲ့လူပါဝနေတာရွေးကောက်ပွဲကတရားမဝင်ပေမဲ့ဘယ်သူကမှမျက်နှာချိုမသွေးနိုင်ဘူး။ရွှေကောက်ပွဲကိုအတိမတ်မပြုလဲခယူးမဆိုင်ဘူး။ တက်စီယာရှိတာဆက်တက်ရမှာပဲဆိုတဲ့အချို့မျိုးတွေတရင်ချွတ်လာပြီးညချောင်းဦးကစီမီထွန်းတပိတ်ကိုပုံကျဲသွားတာကအားလုံးမျက်မြင်ပဲဟုရန်ကုန်အခြေစိုက်နိုင်ငံရေးစောင်းပါရှင်တအူကတရင်ဌာနကိုပြောပါတယ်မြန်မာကလေးသူငယ်များအတွက်ပညာရေးခန္ဓာတွင်ကြီးလေးစွာဟန်ထားခံရပြီးနေရက်စွန်ခွာထွက်ပြေးတိမ်းရှောင်နေစဉ်ပြောင်းရွှေ့တဲ့ညနှင့်ပုံခိုခြင်းများ၌ကလေးသူငယ်များသည်အကြောက်တရားဖြင့်ပညာသင်ယူနေရကြောင်း မြန်မာကလေးငယ်များ၏ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုသည်ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေပြီးအများစုမှာစေအုပ်စု၏မစင်မကျင်ပုံကျဲတိုက်ခိုက်မှုများကြောင့်စိတ်ထံရများရရှိထားပြီးဖြစ်ကြောင်းတန်မတ်ကြီးကဆိုပါတယ်။မိမိတို့အနေနဲ့နိုင်ငံတကာအတိုင်းဝန်ထံမှစူးစီးညီညွတ်သောချင်းကပ်မှုပုံစံအပေါ်အခြေခံသည့်ပုံမှုအားကောင်းသောဖို့မှုခိုင်မာသောနိုင်ငံရေးဆန္ဒနှင့်ထိရောက်သည့်အရေးယူဆောင်ရွက်ချက်များကိုအရေးတကြီးလိုအပ်နေပြီးစေအုပ်စုကရက်ဆက်ကြမ်းကြုတ်မှုများ ချမ်းမှန်လှုပ်ဆောင်ခြင်းကိုတားမြစ်နိုင်ရန်ပုံမူအားထက်ပါဝင်ပေးစီလိုကြောင်းလည်းတမ်မတ်ကြီးကဆက်လက်ပြောဆိုပါရယ်။ချောင်းဦးမြို့နယ်ဘုံတို့ကျေးရွာစင်မီထွန်းဘွဲကိုလေချောင်းဖြင့်စစ်တပ်ကဘုံကျဲမှုတည်ဆုံသူ24ဦးအထိတိုးလာပြီးစစ်ရဇဝဲမှုကျူးလွန်မှုကိုအရေးယူနိုင်ရေးကြိုးပမ်းမည်။နိုင်ငံတကာသတင်းမီဒီယာများအားလုံးကစစ်တပ်၏ရက်စက်မှုကိုထိတ်တန့်သတင်းအဖြစ်ဖော်ပြရည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်။ စကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတို့ကျေးရွာစင်မီထွန်းဘွဲကိုလေးချောင်းဖြင့်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရာတေဆုံးသူ24ဦးအထိတိုးလာပြီးစစ်တပ်စစ်ရာဇဝဲမှုကျူးလွန်မှုကိုအရေးယူနိုင်ရေးကြိုးပမ်းမိဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဝင်ကြီးဌာန၏ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများ၏ပြောဆိုချက်အရသိရှိရပါသည်အော်တိုဘလာ6ရက်နေ့ည9နာရီအချိန်စစ်တပ်ကချောင်းဦးမြို့နယ်ဘုံတိုကျေးရွာတွင်ပြုလုပ်သောစင်မီထွန်းပွဲသို့လေကြောင်းဖြင့်ဘုံချဲတိုက်ခိုက်ခဲ့ရာကနေဦးပြည်သူ20ဦးထိ傷ခဲ့ပြီး ဒဏ်ရာရရှိသူများတဖြည်းဖြည်းချမှန်သည့်ဆုံးခဲ့ကြောင်းရှက်ခုအကောင်တည်ဆုံးသူစုစုပေါင်း24ဦးအထိရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ဒဏ်ရာရရှိတဲ့သူတွေထပ်ပြီးကွဲလွန်လာရှိပါတယ်။အခုစုစုပေါင်း24ဦးအထိရှိလာပါပြီ။ဒဏ်ရာရရှိသူတွေလည်းစေဝါနဲ့သွေးလိုအပ်ချက်တွေရှိတယ်ဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။